ဟုတ်ကဲ့အနိုင်ရလိုက်တဲ့အချိန်မှာတာခမူရလည်းဆိတ်လျှော့နိုင်သွားပြီးနီးပြကြီးကိုအော်ခေါ်နေခဲ့ပါသည်။အော်ခိရိုတွေကတာခမူရကိုချန်ပီယံခပတ်ဝှက်ပေးဖို့လူရည်နေကြပေမဲ့တာခမူရကတော့နီးပြကြီးကိုယ်တိုင်သူ့ကိုခပတ်တက်ဆင်ပေးဖို့တောင်းဆိုလိုက်ပါသည်။အခုဆိုရင်ကမ္ဘာဂျူနီယာမီဒယ်ဝိတ်ချန်ပီယံခပတ်လေးကချန်ပီယံအသည့်ရဲ့ခန္ဓာကိုယ်ပေါ်ရောက်ရှိသွားပြီဖြစ်ကစူဂူရူအပါအဝင်အကုန်လုံးကဝမ်းသာပီတိဖြစ်နေကြရပါသည်။မီယာတာကတော့သူနဲ့တာခမူရာတို့ရဲ့အမတ်တရားတွေကိုပြန်တွေးရင်တိတ်တဆိတ်ထွက်သွားခဲ့ပြီး ပွဲအပြီးအင်တာဗျူးမှာတာခါမူရာကပြိုင်သက်တွေဟာသူ့အတွက်အသွွန်ခွန်ဆိုင်အားပေးခဲ့ကြပေမဲ့သူ့မှာတော့ပြောစရာစကားမရှိလို့ခေါင်းငုံနေရပါတယ်အဲဒါကြောင့်ပရိသတ်တွေကလည်းတာခါမူရာဟာသူတို့ရဲ့ဟီးရိုကြီးဖြစ်တာကြောင့်ခေါင်းမော်ထားဖို့အော်ဟစ်အားပေးကြပါသည်ပရိသတ်တွေရဲ့မြောက်ထိုးပင်ကစကားတွေကြောင့်တာခါမူရာကလည်းမန်တက်သွားခဲ့ပြီးသူ့လိုမျိုးဖြစ်ချင်းရင်ဂျပန်မိန်းမတွေအလုံးခေါ်ခဲ့ဖို့နဲ့သူ့ရဲ့မျိုးစစ်ကျဲပေးလိုက်ရင်နှစ်20လောက်နေချန်ပီယံတွေထွက်ပေါ်လာဦးမှာဆိုပြီးပြောလိုက်ပါသည် အဲအခါမှာတော့ပြိသက်တွေလည်းဟောနဲ့မထူမခြားနာတဲ့တခါမှုတော့စိတ်ပြတ်သွားကြကရုံမကောင်းနဲ့ဆိုပြီးအမိုက်တွေနဲ့ပြစ်ပေါက်ဆဲဆိုကြပါတော့တယ်တပည့်မကောင်းရင်ဇေယကောင်ဖြစ်သွားတယ်လို့နီးပြကြီးကလည်းတာခါမှုရောရိုက်ပုတ်ဆုံးမနေရပေမဲ့ပင်မထားတဲ့တာခါမှုရောအိမ်မြန်နားခိုင်းလိုက်ရပါသည်။ဤဘိုကလည်းတာခါမှုရောအတွက်ဂုံယူနေရပေမဲ့အိမ်မြန်ရောက်တဲ့အချိန် TV ဖွင့်ကြည့်လိုက်တော့တာခါမှုရောတယောက်အနားမယူပဲရှိုးပွဲမှာအင်တာဗျူးဖြစ်နေတာကိုတွေ့လိုက်ရပါသည်။ ရတပတ်လောက်ကြာရဲ့အခါဘောင်းစင်းကျင်စီတာခါမူရမှတ်ထားတဲ့ပါဆယ်ကြီးတစ်ခုရောက်လာတာကြောင့်အော်ခီတို့ဖွင့်ကြည့်လိုက်တော့တာခါမူရပုံစံကြောက်ရွံ့ထူကြီးဖြစ်နေပါသည်အဲဒါကြောင့်ဤဘိုလ်လို့အံအောသွားကြရပြီးအော်ခီကရုပ်ထုကိုရှေ့ဖို့လုပ်တဲ့အချိန်ရုပ်ထုကြီးလဲကျသွားတဲ့အပြင်လက်တဖက်ပါကျသွားခဲ့ပါသည်တခါမူရသာသိရင်သူ့ကိုတတ်မှာဆိုရကြောင်းအာဟုတ်ခီကြောင်းလန့်နေရတုန်းမှာတခါမူရရဲ့တခြင်းစုံတန်ကြီးကိုကြားလိုက်ရပါသည် တခါမူရတယောက်ကလည်းကမ္ဘာချန်ပီယံခပ်ပကြီးကိုဝက်ကမြို့ပတ်နေခဲ့တာဖြစ်ပြီးရုပ်ထုကြီးကိုလည်းမျှော်နေခဲ့ရတာဖြစ်ကြောင်းပြောတော့အာခိယဝန်မခံရဲပဲဖြစ်နေပါလိမ့်တခါမူရကသူ့ပုံစံကိုရုပ်ထုကြီးထွင်းထုတ်ထားတဲ့အပြင်ရုပ်ထုအသေးစားလေးတွေကိုပါထုတ်ထားပြီးရန်300နဲ့ရောင်းဖို့စဉ်းစားထားပါလိမ့်အာခိယတော့အည်အသွေးကောင်းတဲ့ပစ္စည်းတွေကိုသူ့တံပိုးနဲ့သူရောင်းသိမ်းတာကြောင့်ရန်တသောင်ခွေနဲ့ရောင်းဖို့ဝင်ပြောတဲ့အချိန်တခါမူရကလက်ပြက်ကြီးကိုမြင်သွားပါလိမ့် ဒါပေမဲ့သူ့ရုပ်ထုကြီးပြက်စီးသွားလို့စိတ်မဆိုးခဲ့ပဲအဲ့ဒီအစားလက်ပြက်ကြီးကိုပြန်တက်ဆင်ပြီးဂျင်ယုံရဲ့အမိုးအပေါ်မှာတင်ထားဖို့နဲ့သူ့ရဲ့ရုပ်ထုလေးတွေကိုတရုတ်ရန်ငါတောင်နဲ့ဈေးမလျှော့ပဲအပြက်ရောင်းခဲ့ခံလိုက်ပါသည်အဲ့နောက်ပိုင်းမှာတော့အီဒါကခီတယောက်ပွဲပြန့်ထိုးခဲ့ရပြီးပထမအချိန်မှာတင်ပြိုင်ဘက်ကိုအလဲထိုးနိုင်ခဲ့ပါသည်ပွဲပြီးသွားတော့သူ့ရဲ့စီနီယာတွေကိုအိမ်မှထင်တာဖိတ်ကြွေပေမဲ့အီဘိုတယောက်ပဲလိုက်လာနိုင်ခဲ့ပါသည် အီဒက်ကခီကပရိုပေါဆာဖြစ်လာနိုင်ဖို့ဆိုတာထင်သလောက်မလွယ်ကူကြောင်းသိခဲ့ရပြီးအဲအချိန်အီဒက်ကခီရဲ့ညမနာနာကိုကထွက်လာပြီးနှုတ်ဆက်ပါသည်မိသားစုဝင်တွေအားလုံးကစားကောင်းတောက်ဖွဲ့ရင်နဲ့အိတ်ခန့်နေကြတာကြောင့်အီဘိုကလည်းအီဒက်ကခီတို့ရဲ့မိသားစုဟာစီကန်းရှိပြီးဖော်ယူကြတယ်လို့တွေးမိလိုက်ပါသည်ဒါပေမဲ့ထမင်းလက်ဆောင်စားကြရတဲ့အခါတမီသားစုလုံးကမရည်ရတဲ့ဟာသားတွေထပြော်လာခဲ့ပြီးဖယိတ်ဖြစ်သူကပါအီးဝေလွတ်ပေါက်နေရာကြောင့်အီဘိုလည်းအလန်တကြားဖြစ်နေရပါလိမ့် အဖေဖြစ်သူကသူ့ရဲ့အလုပ်ပင်မှန်တဲ့အကြောင်းပြောရင်ဖီအားတွေများနေလို့သပင်တွေတော့မရှိတော့ဘူးဆိုပြီးသပင်အတူကြီးချုပ်ပြတ်လာတဲ့အခါဤဘိုကတော့လန့်သွားပြီမဲ့ဣဒခာယီတို့ကတော့အာရပါရရှံမောနေကြပါလိဤဘိုကကနန်းလက်မလေးတစ်ခုလောက်ယူအောင်မဲ့ဆိုပြီးပြောရတာမိသားစုဝင်တွေအကုန်လုံးကထားယူနေကြတာကြောင့်ဤဘိုလည်းဆက်ချုပ်သွားခဲ့ရပါလိဒီလိုမျိုးပောက်တက်ကရဟာသားတွေပျော်တတ်တဲ့မိသားစုအကြောင်းအာဂိရိုစီပြန်ပြောပြနေတဲ့အချိန်တာခမ်းမူရရောက်လာပါလိ တာခါမူရာကလည်းစကားအတိအတန်ပြောနေချိန်မှာအီဘော့ပြလိုက်တာကြောင့်အီဒါကခီရဲ့အဖေနဲ့ပုံစံတူကြောင်းအီဘူကပြောပြပါသည်အဲအခါမှာတော့တာခါမူရာတယောက်အီဒါကခီအဖေနဲ့တွေ့တွေ့ခဲ့ပြီးမရရတဲ့ဟာသားတွေနဲ့ဟာသားစစ်ပွဲကြီးဆင်နွှဲခဲ့ကြပါသည် တကာမူရဂျင်စီပြန်ရောက်တဲ့အခါမှာတော့အီတာကခီအဖေရဲ့ပြက်လုံးတွေကြောင့်ခွတ်ရိုးခွတ်လန့်ရိုင်းနေခဲ့ရပြီးဤပိုလိုကတော့နားမလည်နိုင်ဖြစ်ကြရပါသည်မီယာတာကခမ္ဘောကဝဂျင်စီတခုခုကန်လန့်ထားပေမဲ့ခမ္ဘောကဝဂျင်ဘက်ကတော့မတုံ့ပြန်သေးရာကြောင့်စိတ်အလိုမကျပဲဖြစ်နေပါသည်ခမောကဝရှင်ဘက်မှသတင်းထောက်တွေကအီဘိုမှဘာယီမန်ချက်တွေရှိလဲဘသူနဲ့ထိုးသက်ချင်လဲဆိုပြီးမင်းနေကြပေမဲ့အီဘိုကတော့သူ့မှအဲ့လိုအစီအစဉ်တွေမရှိသေးပဲနောက်လာမဲ့ပွဲစဉ်တွေအတွက်ပဲအာယုံစိုက်ထားမယ်ဆိုကပြက်ပြက်တသားမဖြစ်နိုင်ပဲဖြစ်နေပါသည် ်ဒီလပိုင်းလေးတွေမှာဂျင်ကကစားသမားတွေအတွက်ထိုးပွဲတွေရှိနေပြီးအာဟော့ခီကလည်းချန်ပီယံကိုစင်ကာပူအခွင့်အရေးကြီးကိုရုတ်တရက်ရရှိထားပါသည်တကယ်တော့အဆင့်တင်းတဲ့နှစ်ပေါက်စားတွေကကျမ်းမရင်မကောင်းလို့ဆေးရုံတင်ထားရပြီးအဆင့်၃ကအနားယူသွားကအဆင့်၄ကလည်းရှုံးနိုင်ပြီးအဆင့်ကျသွားခဲ့တာဖြစ်ပါသည်အဲဒါကြောင့်အဆင့်၅မှရှိနေတဲ့အာဟုတ်ခီယာဂျက်ကန်ဆန်ဟိုတို့ပြီးအဆင့်၁ဆိုင်ခေါ်သူဖြစ်သွားခဲ့တာပါရရှိလာတဲ့အခွင့်အရေးကိုအမိဖမ်းဖို့ကြိုးစားရတော့မှဖြစ်ပြီးအီဘိုကလည်းသူ့ရဲ့ချန်ပီယံနေရာကိုကာကွယ်ရအောင်မှဖြစ်ပါသည် ဒါပေမဲ့ချန်ပီယံနေရာကိုအမြဲတမ်းကာကွယ်နေပြီးရင်ဘာဆက်လောက်ရမှာလဲဆိုပြီးအိမ်မြန်လမ်းမှတိုးနေတဲ့ဝမ်ဘိုနဲ့အတူမီယာတောက်ကိုမြင်လိုက်ရပါလိမ့် မီယာတာနဲ့အီဘိုလိုကတနေ့ကျရင်ကျိုးဝိုင်းထဲမှာပြန်တွေ့ကြမယ်လို့ကတိပေးခဲ့ကြပေမဲ့အီဘိုကတော့ဘသူနဲ့ထိုးသက်ချင်လဲလို့မေးခံရရင်နောက်ပွဲမှာတွေ့ရမယ့်ပြိုင်မဲ့ဆိုပြီးတော့ပဲဖြစ်နေခဲ့တာဖြစ်ပါသည်။အဲဒါကြောင့်လေးလူရှုခံထားရတဲ့မီယာတာကခံမြင်းနေပြီးသူဟာအီဘိုနဲ့ဒန်းနုညီများရှင်တိုင်းနိုင်ဖို့ OBV ရဲ့ချန်ပီယံဖြစ်လာအောင်ကြိုးစားခဲ့ရတာပါ။တကယ်တော့မီယာတာကခမ္ဘောကဝချင်းစီစင်ဂိုစာတွေဇက်တိုက်ပို့ခဲ့ပေမဲ့ညှင်းပယ်ခံထားရပြီးအီဘိုဟာလည်းဒီအကြောင်းမသိရဘူးဆိုတာသဘောပေါက်သွားပါသည်။ အဲဒါကြောင့်အီဘိုကလည်းနီးပြကြီးစီချက်ချင်းပြန်သွားခဲ့ပြီး OBV ရဲ့ချန်ပီယံမီယာတာရဲ့စင်ကောသားတွေကိုဘာကြောင့်လေးလူရှုနေကြရလဲဆိုပြီးမေးပါလိအီဘိုကတော့မီယာတာဟာသူ့ရဲ့ပန်းနိုင်ဖြစ်တာကြောင့်ရှောင်မပြေးခြင်းမှုဆိုပြီးပြောလာတဲ့အခါနီးပြကလည်းရှင်းပြလာခဲ့ပါသည် နီးပြကြီးကအီဘိုရဲ့ခန္ဓာချက်ကိုနားလဲသလိုအီဘိုဟာလည်းအရင်ကထက်အများကြီးတန်မာလာပြီဆိုတာမှန်ပေမဲ့သူနဲ့မီယာတားရဲ့ကွာခြားချက်ကကြီးမားနေပြီဖြစ်ကြောင်းပြောပြပါလိမ့်အီဘိုကတော့ရရှိလာမဲ့ရာလတ်ကိုထဲမတွက်ပဲမီယာတားနဲ့ထိုးသက်ရှင်နေရာကြောင့်ယာဂီယနီးပြကြီးတတ်မှတ်တဲ့ဆန်နှုန်းအတိုင်းအီဘိုတန်မာလာမယ်ဆိုရင်ခွင့်ပြုပေးမှာဖြစ်ကြောင်းဖြောင်းပြပါလိမ့်အီဘိုကလည်းသူဘလောက်အထိတန်မာလာမှမီယာတာနဲ့တိုက်ခိုက်ရမှာလဲလို့မေးကအခုအချိန်ကသူ့အတွက်မီယာတာနဲ့တိုက်ခိုက်ဖို့အကောင်းဆုံးပဲလို့ပြောတော့နီးပြကြီးကပ้ายရိုက်ပေးလိုက်ပါတယ် ီဘိုကအခုအချိန်ဟာသူ့ရဲ့အကောင်ဆုံးအချိန်ဆိုပြီးသတ်မှတ်ကလက်ရှိနေရာမှာပဲရောင်ရမ်းတင်းနေနေရာကြောင်းအမြင့်ကိုမျှော်မှန်းဖို့နီးပြကြီးကပြောနေရပါသည်။ဤဘိုကတော့သူ့တပ်ပို့ပြီးတက်မှလာမယ်ဆိုရင်မီယာတာနဲ့ထိုးသက်ခွင့်ပေးဖို့ပြောတော့နီးပြကြီးကလည်းသဘောတူပေးလိုက်ပါသည်။အီဘိုဟာသူ့ရဲ့အဓိကလက်နက်ကြီးဖြစ်တဲ့ဒမ်စီရိုသူကိုယ်တိုင်ရှာဖွေလေ့ကျင့်ပြီးတော့မှဒီအဆင့်ထိရောက်လာခဲ့ရတာပါ။ ဓာတဲကိုရှုံးနေပြီးနောက်ပိုင်းမှာဓမ်စီရိုးကိုအ धिक အားကိုလာခဲ့ရတဲ့ဤဘူအတွက်ဒါဟာသူ့ရဲ့ယုံကြည်မှုတစ်ခုလို့ဖြစ်နေခဲ့ပါသည်။ဒါပေမဲ့အဲ့ဒီယုံကြည်မှုဖြစ်တဲ့ဓမ်စီရိုးဟာမီယာတာနဲ့ထိုးသမ်းမဲ့အချိန်မှာအားနည်းချက်ကြီးဖြစ်သွားလိမ့်မယ်ဆိုတာကိုပြောပြလိုက်ရင်ဤဘူစိတ်ပြက်အားငယ်သွားမှာဆိုလို့မပြောပြခဲ့တာဖြစ်ပါသည်။ဒီအရာတစ်ခုတည်းကိုပဲအားကိုနေရင်ဤဘူအတွက်ခါသီးရဲ့ရှားလက်တွေရရှိလာတော့မှဖြစ်ပြီးဤဘူကတော့သူ့ရဲ့ဆုံးဖြတ်ချက်အတိုင်းအစွမ်းကုန်ကြိုးစားနေခဲ့ပါသည်။ မှရှိနေတဲ့ဓာမစီတို့ကိုအပြေအဝရောင်းကြည့်ထားပြီးဘယ်လိုပြိုင်ပန်းမျိုးကိုမဆိုအလဲထိုးနိုင်ဖို့ကြိုးစားသွားမယ်ဆိုပြီးစိတ်ပိုင်းပြတ်ထားပါသည်အဲဒါကြောင့်သူရဲ့စပီးတွေကိုမြင့်တင်နိုင်ဖို့ကြိုးစားနေပြီးအဲအချိန်ဦးမဲသားဘာကညနေစာစားဖို့လာခေါ်ပါသည်အီဘိုကဒမ်စီရိုးကိုအစင်းမြင့်မှုကြိုးစားနေပေမဲ့နောက်ပွဲမှာသူ့ကိုစိန်ခေါ်မဲ့ပြိုင်ဘက်ကတော့ဒမ်စီရိုးကိုဖျက်ဆီးပြမယ်ဆိုပြီးကြိုးကြော်ထားပါလိမ့်။ဒမ်စီရိုးသာဖျက်ဆီးခံလိုက်ရမယ်ဆိုရင်အီဘိုအတွက်အစိုးဆုံးအခြေအနေဖြစ်သွားမယ့်အကြောင်းနီးပြကြီးကပြောပြနေပြီး တဖက်ကအီဘိုကတော့သူ့ပြိုင်ဘက်ကသာဒမ်စီရိုးကိုဖျက်ဆီးခြင်းနေရင်ဖျက်ဆီးလို့မရတော့တဲ့အထိတန်မာလာအောင်လုပ်ဖို့ကြိုးစားနေပါသည်။နောက်တစ်ရက်လေကျင်ရေးမှာအီဘိုကသူ့ရဲ့စပီးမြင့်တင်ထားတဲ့ဒမ်စီရိုးနဲ့နီးပြကြီးကိုထိုးပြနေခဲ့ပေမဲ့နီးပြကြီးရဲ့ရိုက်ချက်တစ်ချက်မှရက်တန့်သွားခဲ့ရပါသည်။ ဲဒါကြောင့်အီဘိုတယောက်တုံလုံးသွားခဲ့ရပြီးသူကစပီးရက်ပေါ်အများကြီးအားဆိုင်လိုက်တာကြောင့်ပါဝါပိုင်းမှာအားနေသွားတာဖြစ်ကြောင်းနှီးပြကြီးကပြောပြပါလိအီဘိုရဲ့ပါဝါအဖြတ်စွမ်းအားကြီးကိုပြိုင်မဲတွေကအ धिक သတိထားကြရတာဖြစ်ပြီးအခုလဲစပီးနဲ့ပါဝါကိုညှ့ချင်ကြီးအောင်မြင့်တင်နိုင်မယ်ဆိုရင်အဆင်ပြေနိုင်ကြောင်းထပ်မံရှင်းပြခဲ့ပါလိနီးပြကြီးကသူတပည့်ရဲ့ဇမရှော်မှုနဲ့စ조사ခြင်းတွေကိုမြင်ခဲ့ရတာကြောင့်ကျင်းနေနေခဲ့ပြီးသူကိုယ်တိုင်ကလည်းဒမ်စီရိုးကိုအဆင်မြင့်တင်နိုင်ဖို့စဉ်းစားနေတာဖြစ်ပါလိ မီယာတာလိုခေတ်သစ်ပေါင်းစဉ်နီစနစ်တွေကိုကြွန့်ညင်းတဲ့ပေါင်းစားမျိုးနဲ့အီဘိုးတိုက်ခိုက်ခွင့်ပေးဖို့တွန်းဆုံနေခဲ့ရတာဟာဒမ်ဇီရိုရဲ့အာနေဂျာကကောင်းတာဖြစ်နေလို့ပါဒမ်ဇီရိုကဘယ်ညာနှစ်ဖက်ကိုအရှိန်နဲ့ရိန်ထိုးပြီးပါဝါလက်သီးတွေနဲ့တိုက်ခိုက်ရတာဖြစ်ပါသည်ဒါပေမဲ့အဲ့လိုမျိုးစီးချက်ညီစွာလှုပ်ရှားလိုက်တာကကောင်းတာသမားတွေအတွက်အလွယ်တကူဖမ်းမိနိုင်သေးတာဖြစ်ကြောင်းမီယာတာကပြောပြပါသည် ခေတ်သစ်ပေါင်းစဉ်ဟာပြိုင်မက်ကိုအနောက်အရှက်ပေးဖို့ဂျက်လက်တီနဲ့စပီရီအပေါ်အခြေခံထားတာဖြစ်ပြီးဤဘိုကတော့ဒမ်စီရိုးအပေါ်မိခိုရင်ဂျက်လက်တီတို့ကိုတော့မတုံဖြစ်တော့ပါဘူးအဲဒါကြောင့်ဤဘိုဟာတိုးတက်လာတဲ့ပေါင်းစဉ်နီးပညာတွေနဲ့ဆက်ညင့်တယ်လို့ဖြစ်နေပြီးဒမ်စီရိုးနဲ့အတူတမိုင်းနဲ့ကနေပြောက်ွက်သွားနိုင်ကြောင်းနီးပြကြီးကပြောပါသည်ဒါပေမဲ့ ebo ရဲ့မျက်လုံးတွေကတော့ရှေးစားဖို့အတွက်တောက်ပနေကြကိုမြင်ခဲ့ရတာကြောင့်နီးပြကြီးရဲ့အကြောက်တရားတွေကိုဖယ်ရှားနိုင်သေးခဲ့ပါသည် မြရတာကလည်းအခုအချိန်ဟာအီဘိုနဲ့တိုက်ခိုက်သင့်တဲ့အချိန်မဟုတ်သေးဘူးလို့တွေးမိပါသည်အထက်အပြင်အီဘိုဟာသူ့ရဲ့အာဏာချက်ကိုတာမန်မှုတစ်ခုအဖြစ်ပြောင်းလဲနိုင်မဲ့ကောင်ဖြစ်လို့ဒမ်ဇီရိုဟာအစင်းမြင်လာလိမ့်မယ်ဆိုပြီးခံစားမိနေပါသည်အခုချိန်ကစပြီးနီးပြကြီးနဲ့အီဘိုလိုဟာခေတ်သစ်ပေါင်းစင်ကိုဆန့်ကျင်ပြီးတိုက်ခိုက်ဖို့အသည့်ပြင်ထားကြတော့မှာဖြစ်ပါသည်အဲဒါကြောင့်သူတို့ဟာခုခတ်နေတော့မှာမဟုတ်ဘဲခေတ်သစ်ပေါင်းစင်ကိုစိန်ခေါ်သွားတော့မှာဖြစ်လို့အပြင်းအထန်လေ့ကျင့်ကြပါသည် ချန်ပီယံကြီးအီဘိုကလည်းအရှိကိုပဲဆက်သွားတတ်တဲ့စင်ခေါ်တူကြီးဖြစ်ပြီးဒါတဲ့ပေးရခက်တဲ့တာဝန်တွေကိုကျေမှုမှုနဲ့မိရတာကိုပေးခဲ့တဲ့ဂရုတည်နိုင်ဖို့အမြန်ဆုံးနဲ့အတန်မှာဆုံးဖြစ်အောင်ကြိုးစားသွားမှာဖြစ်ပါလိမ့်